င်္ဂလာပါ DBS ကလည်းကြိုဆိုပါရစေ။အဲ့တော့ဒီနေ့ကတော့ကျွန်တော်တို့ထုံးစံတိုင်း beginner class ပေါ့နော်။ဆိုတော့ဒီ beginner ဒီ beginner class video လေးကတော့ဒါ forest your crypto ရောအတွက်ကိုအသုံးပုံမှာဖြစ်တဲ့ကြောင့်ကျွန်တော် channel နှစ်ခုစလုံးမှာအဲ DBS crypto ရော DBS forest မှာဟောတင်ပေးပါမယ်။ဒီနေ့ပြောမယ့်အကြောင်းအရာပါလဲဆိုလို့ရှိရင် time frame နဲ့ time zone တွေအကြောင်းပြောမှာပေါ့နော်။ဆိုတော့ဒါက euro USD အဲ chart ဖြစ်ပါတယ်။အခု chart ကဒါကျွန်တော်အချိန်မှပြောခဲ့ candle chart ပေါ့နော် candlestick chart ဖြစ်တယ်။အခုရောက်နေတဲ့ time frame ကဒီမှာ D1 1 day ဖြစ်တယ်။နော်အမှ time frame ညီအများကြီးတွေ့လိမ့်မယ်ဒီထဲမှာ အောက်ကိုဆွဲထားလို့ရှိရင်ကျွန်တော်တို့ဒါအများကြီးရှိတယ်ကျွန်တော်ကဒီ trading view မှာကြာကျွန်တော်ကဒီမှာ star လေးပေးထားတယ်ဒါပါလဲဆိုရင်ကို၃လေးရှိတယ်အဓိက၃နဲ့ time frame နဲ့ကျွန်တော်ပေးထားတာအဲ့တော့ဘာကြီးပါလဲဆိုလို့ရှိရင်ကျွန်တော်၃ကျွန်တော်တို့သုံးတာအဓိကသုံးတာ1 minute 5 minute 15 minute 1 hour 4 hour daily weekly ဒါတွေပါတယ်โอเคအဲ့တော့ဒါကို time frame လို့ခေါ်တယ် time frame ဆိုတာဘာလဲဆိုလို့ရှိရင်ကန်တဲ့တစ်ချောင်းရဲ့ကြာချိန်ကိုပြောချင်တာဟိုကျွန်တော်က daily chart မှာရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကန်တဲ့တစ်ချောင်းဒီ1 day ကြာတယ်အချိန်တည်းရကြာတယ် ဟုတ်နော်အဲ့တော့ဒီကနေ့အစဖွင့်တဲ့အချိန်ကနေစပြီးတော့ဒီကဖွင့်တာပေါ့နော်ဖွင့်တဲ့အချိန်ကနေစပြီးတော့ height တယ် low တယ်ပြီးရင်နောက်ဆုံး close သွားတယ်အဲ့တော့ဖွင့်တဲ့အချိန်ကနေပြီးတော့ဒီပိတ်သွားတဲ့ close ဖြစ်သွားတဲ့အချိန်ကြီးကို24နာရီကြာတယ်ဟုတ်ကဲ့ဒါ daily time frame အဲ့တော့ weekly ကိုကြည့်လိုက်လို့ရှိရင်ကျတော့ one week ကြာအဲ့တော့1 week ဖြစ်တဲ့အကြောင်းမလို့ကျွန်တော်ဒီထဲမှာ9ရက်စာ daily time frame နဲ့ကြည့်မယ်ဆိုလို့ရှိရင်ကန်တဲ့9ချောင်းစာပါတယ်အဲ့တော့4 hour ကိုကြည့်မယ်ဆိုလို့ရှိရင်ကျတော့တစ်ချောင်း4နာရီကြာတယ်အဲ့တော့1 day ကန်တဲ့ တစ်ချောင်းမှာ4 hour ကန်နဲ့6ချောင်းရှိမယ်။အဲဆိုတော့4 6လီ24ပေါ့။အဲလိုပဲ1 hour ဆိုလို့ရှိရင်ကြာတစ်ချောင်းတက်နိုင်ကြတယ်။15မိနစ်ကကြာ15မိနစ်ကြာမယ်။နောက်5မိနစ်10မိနစ်ပေါ့။ဒါတော့သိပြီးကြာလို့သားတယ်နော်။အဲ့တော့ဒီလို time frame ကကြာတော့ကျွန်တော်ဘယ်နေရာမှာတုံးလဲဆိုလို့ရှိရင်ပထမတစ်ခုက analysis လုပ်တဲ့နေရာမှာတုံးတယ်။ဥပမာ daily time frame မှာ price ဒီအောက်ကူဒီလိုကြာဖို့လုပ်နေရဆိုလို့ရှိရင်4 hour တို့1 hour တို့မှာကျွန်တော်ကအယောင် trade ဝင်နေရဖြင့် higher time frame trend out ကိုလိုက်တာဖြစ်တဲ့ကြောင့်လို့ပို့ပြီးတော့မှမှန်ကန်တဲ့ trade တွေကိုရနိုင်တယ်โอเคအဲအဲ့လိုပဲဒါမှမဟုတ်အာ daily time frame မှာပဲကျွန်တော် short trade ကိုလည်းဒီ daily အနေနဲ့ပဲဝင်လို့လည်းရတယ်ဆိုတော့ daily နဲ့ဝင်လို့ရှိရင်ကျတော့ one day candle ကမနေ့အစောကြီးအဖွင့်ပြလောက်တာဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်တို့ကဘာကောင်းလဲဆိုလို့ရှိရင်ဟိုကနှိမ့်ကက်ဘက်တွေထိုင်ပြီးတော့ trade မလုပ်နိုင်တဲ့ swing trader ပေါ့နော် trade ကိုထိုင်ကြည့်မနေနိုင်ဘဲနဲ့မနေ့စောစော trade ဝင်ပြီးအလုပ်သွားအဲ့လိုမျိုးလူမျိုးတွေအတွက်က daily time frame trader သုံးဝင်တယ် weekly ကကျတော့ဒါပြောလို့ရှိရင် long term value တော့အနေနဲ့ဆိုတော့ကြည့်တဲ့နေရာမျိုးမှာတောင်းကြရအောင်အဲ့တော့ time frame တွေကို number 1 analysis လုပ်တဲ့နေရာမှာတောင်းတယ်ခုနအာ higher time frame မှာ down trend ဖြစ်ခဲ့ရင် lower time frame မှာလည်း like ပြီးတော့ short trade တွေ sell trade တွေဝင်တဲ့နေရာမျိုးတွေမှာတောင်းကြတယ်ဒါမှမဟုတ်အဲ့ time frame on ဒီအခုရောက်နေတဲ့ time frame ကိုပဲတောင်းပြီးတော့မှ trade ဝင်တဲ့နေရာမှာလည်းတောင်းတယ်အမှကျွန်တော်တို့ဆိုလို့ရှိရင် momentum stream မှာဆိုလို့ရှိရင်ကျွန်တော်တို့15မိနစ် time frame ကိုတုံးပြီးတော့ trade ဝင်ကြရအများကြီး။အဲဒါခါလေး1 hour ကိုကြည့်ရတယ်။ဒီနှစ်ခုပဲကျွန်တော်တို့ထိတ်ကြတယ်။ နော်အားမျိုးပေါ့ဟုတ်ပြီဒါ time frame ပေါ့တိုင်းစုံကကျတော့ဒါကျွန်တော်တို့အပြင်လောကရဲ့အချိန်နဲ့ဆိုင်တယ်ဥပမာကျွန်တော်ဆိုလို့ရှိရင်တိုင်းအချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီမှာ UTC+7 ဆိုတဲ့တိုင်းစုံကိုကျွန်တော်ရွေးထားတယ်အခုကျွန်တော်ဗီဒီယိုရိုက်နေတဲ့အချိန်ကဒါနေ့ကင်း7နာရီ okay အတိုင်းစုံဒီတိုင်းစုံနဲ့ဒီ time frame နဲ့ကြားမှာဘာမှဆက်ဆက်မှုမရှိဘူးတိုင်းစုံနဲ့အဓိကဆက်ဆက်မှုရှိတာကအရှိတုံးကကျွန်တော်ပြောခဲ့တဲ့ session trading session ဒီနေ့ကျတော့ဆက်ဆက်မှုရှိတယ်အဲ့တော့ကျွန်တော်က UTC+7 ဖြစ်တဲ့အတွက်ကြောင့်မလို့ အဲလန်ဒန်က UDC ဖြစ်တဲ့အတွက်ကြောင့်မို့လို့လန်ဒန်ဒီကျွန်တော်တက်လန်ဒန်ဒီကျွန်တော်တက်9နာရီနောက်ကျနေတယ်အဲ့ဒီအတွက်ကျွန်တော်ကနေကင်းလောက်ကြမှာလန်ဒန်အဲမနေ့စောစောရုံးဖွင့်တဲ့အချိန်ဖြစ်တာเนาะအဲ့လိုပုံစံမျိုးโอเคတော့ time frame လို့ပြောရလို့ရှိရင်ခုနက UDC+7 လို့နေကင်း7နာရီလို့ည7နာရီလို့အဲ့ဒါကိုပြောနေတာမဟုတ်ပါဘူး time frame ဒီ daily weekly အာ4 hour ဆိုရဲဒီကတဲ့တချောင်းချင်းစီရဲ့ကြာတဲ့အချိန်ကို ပြောချင်တာဖြစ်ပါတယ်ဆိုတော့အဲ့ဒါကိုသိရပါမယ်တိုင်းစုံကကြတော့မှခုနကကျွန်တော်တို့ပြောတယ်နေ့ကတနားကြီးမနေ့ဆယ်နားကြီးဒါကိုပြောချင်တာဖြစ်ပါတယ် okay ဒီနှစ်ခုလေးကိုပြုဖြစ်မှာတော့ပါဒါလေးကတော့ဒါကျွန်တော်တို့အမြန်လေးပေါ့နော်ဒီ beginner class အနေနဲ့ forest အတွက်ရော crypto အတွက်ရောအသုံးဝင်တဲ့ကြောင်းလေးကျွန်တော်ပြောပြရဖြစ်ပါတယ်ဒီဒီပြောင်းကြည့်ပြရကျေးဇူးများကြီးတင်ပါတယ်ပတ်စံဝင်တဲ့နေ့လေးဖြစ်ပါတယ်